နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာမင်းအောင်လိုင်ရဲ့မိသားစုအလို့အဖြစ်နဲ့ရှင်လောင်းအပါ9500ရှင်ပြုပွဲကိုအေပီလ2ရက်နေ့ကပြုလုပ်ခဲ့ပြီးတော့ရှင်လောင်းတအုပ်ကိုငွေကျပ်တသိန်းပေးမယ်လို့ဂရိပေးခဲ့တော်လဲလက်တွေမှာတော့တပြားတစ်ချက်မှမပေးဘူးလို့ရှင်လောင်းရဲ့မိဘတချို့ကပြောပြထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ2ရက်နေ့ကရန်ကုန်တိုင်းစစ်ကောင်စီရဲ့ဥဆောင်စီမံခန့်ခွဲမှုနဲ့မင်းအောင်လိုင်မိသားစုအလို့အဖြစ်နဲ့ ရှင်လောင်းအပား9500ရှင်ပြုတ်ဘွဲကိုရန်ကုန်မှာပြုတ်လုခဲ့တယ်လို့သိရပါဗျ။ရှင်လောင်းများအဖြစ်ရန်ကုန်တိုင်းဒတိုင်းလုံးမှာရှိတဲ့အခြေခံပညာကျောင်းများကကျောင်းသားများကိုမဲနိုင်ပြီးတော့မဲပေါက်တဲ့ကျောင်းသားများကိုကိုယ်ရင်အဖြစ်နဲ့သင်ကန်းစီးပေးခဲ့တယ်လို့သိရပါဗျ။သင်ကန်းစီးပေးရမှာသင်ကန်းစီးရန်ကုန်ကြစေအပြင်ရှင်လောင်းတအူးကိုငွေကျပ်တသိန်းပေးမယ်လို့မင်းအောင်လိုက်ရဲ့မိသားစုကပြောဆိုခဲ့တယ်လို့တကယ်လက်တွေ့မှာတော့ကိုယ်စိတ်နဲ့ကိုယ်သင်ကန်းစီးပေးရတဲ့အပြင်ငွေကျပ်တသိန်းလည်းမရဘူးလို့မိဘများကပြောဆိုနေကြပါတယ်။အဲ့ဒီရှင်ပြူပွဲကို တဲဖြူဖုန်းကြီးကဥဆောင်ပြီးတော့အခါတော်ပေးခဲ့တယ်လို့သိရပါဗျ။ကျောင်းတချောင်းမှာကျောင်းသား25ဦးကိုမဲဖောက်ပြီးတော့ရွေးတယ်။အဲ့ဒီရှင်ပြူဝဲအတွက်ကျောင်းတချောင်းမှာကျောင်းသား25ဦးကိုမဲဖောက်ပြီးတော့ရွေးတယ်။အုပ်ကြီးတွေနဲ့ကျောင်းအုပ်ကြီးတွေရန်ကုန်တိုင်းဒတိုင်းလုံးမှာခေါ်တာမဲပေါက်တဲ့ရှင်လောင်းကလင်းမိသားစုဝင်းတွေကိုရှင်ပြူစေးအဖြစ်နဲ့ငွေကြတသိန်းပေးမယ်။သင်ငန်းတွေဘာတွေကိုလဲဝင်းကြီးချုပ်မိသားစုမင်းအောင်လိုင်ရဲ့မိသားစုကအကုန်ကြခံပေးမယ်လို့ပြောတယ်။ဒါပေမဲ့ရှင်ပြူဝဲသာပြီးသွားတယ်။ဘာတသိန်းမှလည်းမရဘူး။ကိုကလေးအတွက်သင်ငန်းစေးကအစကိုဟာကိုအကုန်ဝယ်ရတာပါပဲ။ ကိုဘက်ဆာနဲ့ကိုသုံးရတယ် သူတို့ပေးတဲ့ပတ်စံတသိမ်းမရတဲ့အပြင်လမ်းစရိတ်လဲဆုံလူတောင်ပင်ပန်းသေးတယ်လို့ရှင်လောင်းတဦးရဲ့မိဘကပြောပြထားပါဗျ။မက်လ28ရက်နေ့ကသခိုင်းငန်လျင်ကြီးလောက်ခတ်ပြီးတော့လူသေးဆုံးမှုများနဲ့ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တော့လေမင်းအောင်လိုက်ရဲ့မိသားစုကအေပီလာ2ရက်နေ့မှာရှင်လောင်းအပား9500 900ရှင်ပြူပွဲအလူကုန်မဖြတ်ဘဲနဲ့ရန်ကုန်တိုင်းစစ်ကောင်စီကိုဆက်လက်ပြီးတော့ကျေးပခိုင်းခဲ့တယ်လို့သိရပါဗျ။အေပီလာ2ရက်နေ့မှာရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးတဲ့စုပေါင်းရှင်ပြူပွဲနဲ့လှည့်လည်ပွဲကိုမြို့နယ်ထွေးအုံများကတက်ရောက်ခဲ့ရပြီးတော့ရွှေဒဂုံဇေဒီတို့မှလှည့်လည်ပွဲများ ားကိုလုံခြုံရေးတင်းကျပ်စွာနဲ့လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ငလင်တန်တင့်နေတဲ့အချိန်ရန်ကုန်တိုင်းစစ်ကောင်စီကရှင်ပြူဝဲနဲ့ပတ်သက်ပြီးတော့ဝေဖန်ခံရမှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်တရင်ထုတ်ပြန်ခြင်းမျိုးမပြုတ်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။